အားလုံးပဲမင်္ဂလာပါရှင်။လက်တော်ဒီဘုချန်နယ်လေးမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့ကျွန်မဖတ်ပြပေးမယ့်အကြောင်းအရာကတော့မိဖုရားဖွာစောရဲ့စူတောင်းနဲ့သူ၏ကြောက်စာအကြောင်းများပဲဖြစ်ပါရရှင်။ဖွာစောကိုစောလောင်ဝန်းမှုလည်းတည်ကြသည်။ပကံခေနာဒီယာပတိမင်းဤမိဖုရားခေါင်တပါဖြစ်သည်။နိုင်ငံသမိုင်းတစ်လျှောက်ခက်ခဲသောကာလတွင်ဆယ်စုနှစ်လေးခုကြာ နိုင်ငံရေးတွေလွှမ်းမိုးထားနိုင်သူဟာတန်းဉာဏ်ရှင်သူဉာဏ်ပညာရှိသူချုံမလာပါသူအဖြစ်ဒီမှာအတည်ကြသည်ဆောလာဝန်ကိုပကံသမိုင်းတွင်30တိုင်မိဖုရားအနေဖြင့်ဖွားစောဒီမှာဟောမိဖုရားစောမေတော်ကြီးဟုတည်ကြသည် ရာဇဝင်ကျမ်းများမှာကမာနကြီးသော အစာကြီးသော အမျက်ထွက်လွယ်သော ယုံမတန်တဲ့အများသောစာနာစိတ်မြဲသောဖရာတပါးအဖြစ်ပေါ်ပြကြသည်နာဟတိဟပတိပင်ဤတတမထမဟုတ်သောထုတ်ပြန်ချက်အမိန့်များကိုအများပြည်သူနှင့်လွှတ်တော်တို့အကြားမျှတစွာကန့်တန်းထိုင်သောပလင်နောက်ွယ်မှအာဏာကိုထိန်းချောင်းနိုင်မှုမိဖုရားတပါးဖြစ်သည်သူမ၏ဉာဏ်ပညာဖြင့်ဘုရင်၏ယုံမတန်တဲ့အများမှာလွတ်ကင်းအောင်နေထိုင်နိုင်ခဲ့သည်အမြဲတမ်းအောင်မြင်နေသည်မဟုတ်တော့လေသူမသည်ဘုရင်၏အမြန်ချနိုင်သော ဆုံးဖြတ်ချက်များ ိုင်းပြည်နှင့်ပတ်သက်သောဆုံးဖြတ်ချက်များကိုနားချပြောင်းလဲနိုင်ခဲ့သည်များလည်းရှိသည် AD 1289တွင် နာဟိုက်တရာပတိမင်းကွယ်လွန်ပြီးနောက်ဆောလာဝန်သည်ဒူမာ၏လွှမ်းမိုးမှုကိုဆက်လက်ထိန်းထားနိုင်ခဲ့သည်နန်းတွင်တွင်ဂုံတိကြီးမားနေဆဲဖြစ်သည့်မိဖုရားသည် AD 1289တွင်ကြောစွာကိုထင်းထန်းတင်ခဲ့သည်သို့တော်လည်းပြိုကွက်လျက်ရှိနေသည့်ပကံမင်းနေပြည်တော်ကို ပြန်လည်စူးစိနိုင်စွမ်းမရှိသည်ကြောစွာဖြင့်ရန်ပေါ်စိတ်ပြက်ခဲ့ရသည်1969တွင် သူမသည်ကျော်စွာမင်းအာနာသိန်းသည်အစီအစဉ်ကိုဦးဆောင်ခဲ့ပြီး1390ခုနှစ်တွင်ကလကနောက်ွယ်မှထိန်းချုပ်သူအဖြစ်ရှိနေခဲ့သည်ဟုရာဇဝင်ကျမ်းများကဖော်ပြခဲ့သည်1373ခုနှစ်တွင် တစည်းရှင်တိဟတူကပကံထင်းနှန်းကိုတင်ပိုက်မှုကိုကောင်းကြီးပေးခဲ့သည်မြမတကရေ6တခွန်6 4တွင်ကျော်စောထင်ရှားသောမိဖုရားကြီးဖွာစောသည်ကတကရေ652ခုနှင့်653ခုနှစ်တွင်ပကံပြင်းမင်းနှစ်သူအရ၌စောလောင်ဝန်ဖျားကြောက်စာတို့ကို ရေးထိုးခဲ့သည်သခင်ရာဇသူဖွာစောဖြစ်သည် မိဖုရားဖွားစောသည်ပကံနန်းယိုမင်းသမီးတစ်ပါးဖြစ်သည်ဖွားစော၏အဖိုးမှာကြစွာမင်းကြီးဖြစ်သည်အခွားမှာမင်းကြီး၏မိဖုရားတစ်ပါးကိုမှတ်ယူဝဲရှိသောစောမင်းလာဖြစ်သည်တက္ကရ969ခုနှစ်တွင်စောလောင်ဝံဖျားနှင့်ចောင်းတို့ကိုဥစွာတည်သည်652ခုနှစ်တွင်ဖွားစောသည်သားတော်များနှင့်အတူပကံပြည်သို့ပြန်ရောက်နေပြီဖြစ်၍ တောလောင်ဝိုင်းချောင်းကိုမြက်ကြီးအစလဗုဒ္ဓီအားတင်လို့သည်653ခုနှစ်တကူလာရည်နေတွင် သားတော်ရသသူအနေဆာရောက်ရာဖွာစောသည်နှလုံးထိတ်လန့်ရကသားတော်ဤကောင်းမှုစေသည်မပြီးသေးသည်ကိုအပြည့်တိုင်တည်တော်မူပြီးလျင်ခန္ဓာကြေကွဲဝဲကောင်းသောစူတောင်းကြီးကိုတောင်းဆိုရေးထိုးခဲ့သည်ဤစုတောင်းကြီးကပကံခိဤနောက်ဆုံးပေမရဏဒေသံကြီးပင်ဖြစ်သည် သက္ကရေ653ခုနေုံလာဇတ်17ရက်မားနေအစောရဇသူဇေတိတဲသောရဇသူမီနှလုံးထိတ်လန့်ရန်ကမာဤမိဖုရားဘိုးဘေးတို့လည်းအမွေဥစ္စာတို့ကိုစုံခဲဤတွားခဲ့ကုန်၏ချစ်စွာသောမာတာလှလည်းအမွေဥစ္စာနှင့်တကားငါမိရင်းကိုစုံခဲ့ပြီကငါလည်းသူမယုံနိုင်ရွေးထားခဲ့သောအမွေဥစ္စာတို့ကို၎င်းမပါတတ်သောအကြောင်းကိုသိရကား ငါမီငါဖငါတာအမျိုးခတ်သိန်းကိုနိဗ္ဗာန်ရည်ပစ္စည်းအထောက်အပံ့မည်ဖြစ်စေသောငါလူတုံသောမြေတဂရိ653ခုနေယုံလာဆန်းဆယ်ရက်၄နေ့ကွန်မြောက်ကြီးထွက်တော်မူသော အတို့ကျွန်ဖားလည်းမရှိ အတို့ကျွန်မီလည်းမရှိအတို့ကျွန်သားလည်းမရှိအတို့ကျွန်ဖားကျွန်အတို့ကျွန်မီကျွန်အတို့ကျွန်ကျွန်ခတ်သိန်းသောကျွန်တော်ကအတို့ကျွန်မီကြောင့် အတွေ့အကြုံဖကြုံကြောင့်အတွေ့အကြုံသားစီသည်ဤသုံးပါးကိုအတွေ့အကြုံလိုရာကလူတော်မူစေခြင်းသည်ဟု ဆိုတတိဤသို့ငါလူတော်အကျိုးကငါဖို့ကြာစွာမင်းကြီးငါဘွားစောမင်းလှငါမိမင်းငါဖာငါချစ်သားနှစ်ယောက်အဖဖြစ်သောအတွေ့သခင်မင်းကြီးငါတခင်သားတရားမင်းကြီးငါဦးရတော်တင်ရသူငါမိတွေ မိဖုရား၃လူလားငါမမိဖုရားယန္တနာဘုံငါမောင်၃ယောက်ငါညီမ၂ယောက်လွန်လေတော့အမျိုးခတ်တဲ့ယခုတော့အမျိုးခတ်တဲ့မောင်မမိတ်တန်ခတ်တဲ့အထက်ကဘဝတိုင်အောင်အောက်ကအဝစီတိုင်အောင်ဒီမျက်နှာအနန္တစကြဝဠာခတ်တဲ့ရပါစေ၏ ငါလည်းဤကောင်းမှုအကျိုးဖြင့်ဤမတည်ရဲ့လျင်ဆွဲတော်ကိုလျင်မကွေမကွင်ညံ့နံနဲ့လျင်ရခိုးရသောနတ်သားဖြစ်လို၏ငါလူသောဆုမရောက်တော်ကြကဖျားလောင်းတကားဖြစ်ရသောဒသပါရမီကို ဖြစ်ရပါလို့တတိဟု၏ဒီပြန်ဖွာစွာ၏ဆူတောင်းတွင်ဖတ်ရှိရပါသည်ထိနန်းတင်မြောက်သူနားတရားမတင်မကွယ်လွန်သောခြင်းက ရာစုနှစ်နှစ်နှစ်ခွဲစွာကြာခဲ့သောအကန်အင်ပါယာ၏အဆုံးသတ်လည်းဖြစ်ခဲ့သည်နိုင်ငံဝန်မကြေမတမ်းမှုများနှင့်သူတလူငါတမင်းများဖြစ်ပေါ်လာခဲ့သည်ထို့အတွက်စောလာဝန်သည်ပကံတို့ပြန်လာကနိုင်ငံကိုပြန်လည်ထူထောင်ရန်ရည်ရွယ်ခဲ့သည်ပကံမင်းသူမသည်တရားလွတ်တော်အကြီးအကဲဖြစ်ရှိနေဆဲဖြစ်သည်နာဒီယာဗတင်မင်ကွယ်လွန်ပြီးတနက်ခွဲကန်အကြာ AD 1989မေ30ရက်တွင်သူမသည်နာဒီယာဗတေအသားတော်တအုပ်ဖြစ်သောကျောစွာကိုထိနှံတင်ခဲ့သည် ချို့သောအကြောင်းများကြောင့်သူမ၏တူရဲသောသားဖြစ်သူရာဇသူမင်းသားအားထိနှံတင်မြောက်ခြင်းမရှိခဲ့ပေ။အားလုံးကလက်ခံထားခြင်းမရှိတော့လေ။ကြောက်စာထောက်ထားရာသူမသည်ခတ်မှန် AD 1295-96တွင်ကွယ်လွန်ခဲ့ခြင်းဖြစ်နိုင်သည်။ရာဇဝင်ကျမ်းများအရသူမတင်မြောက်လိုက်သောကြောစာဘရင်သည်ပကံအနီးတဝိုက်သာအနာတရနိုင်ခဲ့သည်ဖြင့် များစွာစိတ်ပျက်ခဲ့ရသည်မြန်မာနိုင်ငံအလဲပိုင်းကိုအဓိကအုပ်စိုးနေသူရဲညင်နာ၃ဦးဖြစ်သည်ရဲညင်နာ၃ဦး၏အာဏာကြီးထွားလာမှုကိုတုံ့ပြန်ရန်အတွက် AD 1969တွင်မွန်ဂိုလက်အောက်ခံအဖြစ်နေရန်ကြော်စွာပြင်ငါဆုံးဖြတ်ခဲ့သည်ရဲညင်နာ၃ဦးမှာများစွာဂယုဆက်လာသည်မဟုတ်တော့လေသူမသည်ရဲညင်နာတို့နှင့်ပူးပေါင်း၍ကြော်စွာပြင်ကိုဖယ်ရှားရန်လျှို့ဝှက်ကြံစီခဲ့သည် 1298ခုဒီဇင်ဘာလတွင်မြင်းညင်နာတော်မှာကိုမြင်စားရရနိုင်ကုပထိုးတိုးကိုတည်စားစီရင်စီလီပြီးတော့မင်းကြီးကျော်စွာကိုလှည့်လည်ကြွားစီစဉ်သိရှိအောင်ရှောက်တင်နေသည်မြင်းကြီးလည်းယုံကြည်တော်မူပြီးလှည့်လည်လေ၏မိဖုရားဖွားစောလည်းမုံမတ်တို့နှင့်တစိတဝိုင်းနှင့်ဖြစ်တော်ကြောင့်မင်းကြီးမြင်ဆိုင်သို့ရောက်တော့မင်းညင်နာတော်မှာကမင်းကြီးကိုဖမ်း၍သင်ငန်းလေးစီပြီးထိုကြောင့်တွင်အဆောင်ရှောင်နေထားလေသည် မိဖုရားသောသည်ကြော်စွာ၏သားတော်ဖြစ်သောဇလင်းနှင့်အပြည့်စောနှစ်ကိုနန်းတင်သည်အနာမရှိသောမင်းဖြင့်ရှမ်းညင်တော်သောဦးနှင့်ထီးပြန်နန်းပြန်အိုးဆိုးသည်သာလက်ပိုက်ကြည့်ရှုနေရပြီးဝတ်တပရင်များသာနေရရသည်မိဖုရားဖွားသောရေထိုးထားခဲ့သောကြောက်စာကိုဇလက်ဖျက်ပြပေးပါမယ်ရှင် ီပြရပွားစောကြောက်စာဤသို့အတုမဲ့လျင်မပြုသောကြောင်းတော်၌မမှုသောကောင်းမှုခတ်သိမ်းသောအခါမြင်းမြန်တည်စင်သောငါမြင့်မဟာထံဥယင်ငါလှူ၏မပြုသောကောင်းမှုခတ်သိမ်းသောကိုအခါမြင်းမြန်ပြုသောငါစိတ်သောငါတန်မြင်နှိမ့်စိတ်သောငါဖရာတရားတန်ဖို့ကုန်ပန်းမပြတ်ဝလုံးလွယ်ဝလုံးကျွေးတင်စိတ်သောငါစီမီမပြတ် ြီးစိန်တော်ဟာတိခဏ်တော်တခင်တို့ကိုစွန့်ပစ္စည်းဖြင့်လှုပ်ကြွေးစိန်တော်ဟာကြွန်လဲမှလှူ၏ဤတို့လျင်ငါပြူသောကောင်းမှုအကျိုးကရည်မြခသိန်းသောတခင်ဖြစ်ထသောမျက်စွာသောငါလင်တခင်မင်းကြီးငါသားမင်းကြီးငါမြင်းမင်းကြီးဤမင်းကြီး၃ယောက်သောနောင်လာလက်တန့်အန်သောမင်းခသိန်းနှင့်ငါတို့ရစေတည်းမင်းသားမင်းသမီး မိဖုရားစသော မောင်မခတ်တဲ့အမတ်စသောဘိုးဘခတ်တဲ့အောက်ဝစီစသော အထက်ဘဝတန်ရာအတိုးဆက်ကြဝလာနိုင်နေသောတရားပြမှာစတုလောကပါဠနာမင်းစသောနတ်ခတ်တဲ့တတော်ယမမင်းလူစသောတရဝခတ်တဲ့အာကောင်မှုအဖို့ကိုရစေကုန်၏တဏျာဆင်းရဲမှလွန်မြောက်၍ဆင်းရဲမဲ့သောနိဗ္ဗာန်ကြီးသို့ရောက်စေကုန်၏ဤသို့ကြီးစွာလျှင် မာမှုသောကောင်းမှုအကျိုးတိုင်းဖြင့်နေပဲမရောက်သောကြာလူဖြစ်သောလူတကားထက်မြက်သောစည်းစိမ်ချမ်းသာကိုငားရလို့ဤ။နတ်ဖြစ်တော်လဲနတ်တကားထက်မြက်သော နိုင်သောအစဉ်အရာဝါနှင့်ပြည့်စုံ၍အထူးသဖြင့်ဉင်အသက်ရှိသော အနာမဲသော အစင်းလာသောအတန်တာသောအလုံးရက်လှသောလူနက်ခတ်သိင်ချစ်ခင်ယူသေးသောမျက်နှာသောငါဖြစ်လို့၏။ရွှေငွေပြမြပလဲတန်နာဆသောအတက်မဲ့သောဥစ္စာ အသက်ရှိသောစင်မြင်းစသောဥစ္စာယတနာများစွာသောငါဖြစ်လို၏ဘုံတကိုဖြင့်အနိုင်ငံအချံရန်အကြော်သောကြီးစွာသောငါဖြစ်လို၏ဖြစ်လျာအရေရ၌အလူတရင်တရားပညာစသောမြတ်သောကျေးဇူးနှင့်ပြည့်စုံလျက်စင်ရဲ့အမှန်မတိလိုလူစည်းစိမ်နတ်စင်းစိမ်ခံစားပြီး၍အဆုံး၌ကအရဟတ္တဖုန်မြည်သောမြတ်သောအကျွံတရားပွင့်လှစ်၍ ငြိမ်သက်စွာသောနိဗ္ဗာန်ချမ်းသာမရလို၏ဟုမိဖုရားဖွားဆို၏။စူတောင်းကြောက်စာတွင်ဖတ်ရှုရပါသည်။ဆုံးတည်နာစင်ပေးခဲ့တဲ့ဒုတိယချင်းစီအတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်။ဒီ channel လေးကို like subscribe share လုပ်သွားပေးပါရန်နဲ့ comment မှာလိုအပ်ချက်လေးများကိုလည်းရေးသွားပေးပါရန်မေတ္တာရက်ခံချင်ပါတယ်ရှင်အလုံးမဲ့နောက်ဗီဒီယိုများမှာဆက်လက်ဆောင်ရွက်ကြပါမယ်ရှင်